နည်းဆုံးတော့အရှိန်သဘောတရားအရာအခွန်ရဲ့သဘောတရားအရာသိသွားမှဖြစ်ပါတယ်။သိသွားပြီဆိုရင်လည်းမိစေတို့ဒီကြောက်ကိုအပြင်မှာဝယ်တဲ့အခါမှာဒီဆောင်းရံချောင်းရံသဘောတရားလေးတွေကိုတော်တော်များများနားလည်သွားမှဖြစ်ပါတယ်နော်။အရှင်ကြီးရဲ့မင်္ဂလာပါ။ကွန်မြူတီမင်္ဂလာပါ။ကွန်မြူတီမင်္ဂလာပါနော်။ကူရီတော်တခြားတော့ကျေးဇူးပြုပြီး share ပေးကြပါအောင်မိစေတို့နော်။တခြားတော့လေးလာနေတဲ့သူတွေလည်းဒီ like လေးကိုတွေ့စီချင်ပါတယ်။ကျွန်တော်မနေ့က live လွှင့်ပေးမလို့ပဲနော်။မနေ့ကကျွန်တော်မအားနေပြုံးနေတက်နေရတယ်။ကျွန်တော် live မလွှင့်ပေးရလိုက်လို့ပါ။ အဲ့တော့ဒီနေ့ကျွန်တော်ကတော့ကြောင်စင်းအခွန်နဲ့ပတ်သက်ပြီးတော့လက်ရှိရှိမှရှာထားတဲ့ဒီကြောက်တွေကိုပြပြီးတော့ဒီအခွန်ရဲ့ဒီဖြစ်တည်မှုပုံစံနဲ့အတွင်းအသားတန်းကိုဘယ်လိုပုံစံသွားပြီးတော့တက်ရောက်ဒီဆိုတော့ကျွန်တော်ကမိတ်ဆွေကိုရှင်းပြပေးမှာဖြစ်ပါတယ်။အဲ့တော့အခွန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြောမယ်ဆိုရင်အရှိမကျွန်တော်ရှင်းပြခဲ့တဲ့ဒီဗီဒီယိုမှာချက်တော့ဒီအခွန်နေမှာဆိုရင်ဥပမာမိတ်ဆွေတို့ကိုကျွန်တော်ရှင်းပြထားတာဆိုရင်အခွန်မှာအယောင်၄ရှိမယ်နံပါတ်၁ပြီးရင်အခွန်မှာဖြစ်တည်မှုရှိမယ်ဆိုပြီးကျွန်တော်ရှင်းပြထားတယ်။ အဲကြတော့အခွန်အရောင်ပါဆိုရင်တော့အခွန်အရောင်ကအမျိုးမျိုးရှိတယ်ဆိုတဲ့အကြောင်းကျွန်တော်ရှင်းပါလေးရှင်းပြပေးထားတယ်အခုဒီမှာလဲမိတ်ဆွေတို့မြင်တဲ့အတိုင်းပဲအခွန်အရောင်တွေဒီဒါတစ်လုံးနဲ့တစ်လုံးလုံးဝမတူပါဘူးအဲတော့ဟိုချက်သွေးကြီးလည်းရှိတယ်ခွန်ကြီးလည်းရှိတယ်ခွန်ပြူရှိမယ်နော်တမခန်ခွန်တွေရှိမယ်အမဲကျော်ဆိုရင်လည်းအမဲကျော်ကအရင်မဲတာတွေရှိမယ်နည်းနည်းညိုတာတွေရှိမယ်နော်ကျွန်တော်ပြီးရင်ကျွန်တော်တို့အင်္ဂလီကုန်ပုံစံမျိုးလေးတွေလည်းရှိမယ်ဒါအခွန်ရဲ့ပုံစံကတော့အခွန်ရဲ့ဖြစ်တည်မှုအမော်အလိုက်မတူကွဲပြားတာတွေအများကြီးရှိပါတယ်အဲ့ဒီနေရာမှာကျွန်တော်ကလက်ရှိဒီရှိနေတဲ့ကြောက်တွေကို ဒီဖြစ်တည်နေတဲ့ပုံစံတွေကိုကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်။အဲကြောင့်အခုနဲ့ပတ်သက်ပြီးတော့ဒီနေ့တရားထိုင်နေတော့အပြီးပြောလို့မရဘူး။နောက်ရက်နောက်ရက်ဒီမှာလည်းအခုလိုမျိုးကြောက်တွေကိုပြပြပြီးတော့ဒီအခွန်အင်းနဲ့ပတ်သက်တဲ့အရာတွေကိုကျွန်တော်ကလက်တွေ့ကြောက်တွေနဲ့ရှင်းပြပေးသွားမှာပဲ။ဒါကတော့နောက်ရက်ဗီဒီယိုတွေပြပြပေးတာပါ။ဒီနေ့ကကျွန်တော်လက်ရှိခြားထားတဲ့ကြောက်တွေနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုကျွန်တော်ကရှင်းပြပေးမှာဖြစ်ပါတယ်။အဲကြောင့်မိတ်ဆွေတို့အခုကျွန်တော်ရှင်းပြတဲ့ဒီအခွန်အင်းနဲ့ပတ်သက်ပြီးတော့အကြောင်းအရာတွေကိုနည်းနည်းပါးပါးတိတိကျကျရှင်းသွားပြီးဆိုရင်လည်း ဒါနောက် live ဒီမှာနောက် video ဒီမှာမိတ်ဆွေတို့လေ့လာမယ်ဆိုရင်ပို့ပြီးတော့ထောက်ဖို့ဖြစ်မှာပါအကိုကြီးဆန္ဒမကြီးဆန္ဒမကြီးမင်္ဂလာပါနော်ဟုတ်ကဲ့ပါအစရင်မိတ်ဆွေတို့ကျွန်တော်အခုဒါလူနိုင်လည်းနေပါစီပေါ့နော်ကျွန်တော်တခါတည်း live လွင်တာဆိုတော့တခါတည်းပဲရှင်းပြလိုက်တော့မယ်โอเคအဲ့တော့ကျွန်တော်အရင်ဆုံးပြောရမယ်ဆိုရင်အခွင့်နဲ့ပတ်သက်ပြီးတော့အယောင်ရှိမယ်ပြီးရင်အခွင့်ရဖြစ်တည်မှုတွေရှိမယ်အခွင့်အယောင်တွေကတော့လက်ရှိမိတ်ဆွေတို့မြင်ရတဲ့အတိုင်းပဲတစ်လုံးနဲ့တစ်လုံးလုံးဝမတူကြဘူးအဲတူတယ်ဆိုရင်တော့နည်းနည်းပါဆင်တာပဲဖြစ်နေမယ် တဘုံတန်နဲ့ထပ်တူကြရတော့မရှိဘူးအဲဒါဥပမာအဖြစ်ပြောရမယ်ဆိုရင်အခုအကြောင်းဖြစ်ပြောရမယ်ဆိုရင်ဒီမှာဒါဆိုရင်ဒါကျွန်တော်တို့ဒါချက်သွေးပေါ့နော်ချက်သွေးဒါဘာဆန်ချောင်းချက်သွေးဒီကောင်လေးဘာဆန်ချောင်းချက်သွေးဒီကောင်လေးဘာဆန်ချောင်းချက်သွေးဒီကောင်လေးဘာဆန်ချောင်းချက်သွေးဒါပေမဲ့ချက်သွေးချင်းတူလာတော့မှဒါတစ်လုံးနဲ့တစ်လုံးမှာရှော့အကြောင်းတွေအခုအကြောင်းတွေကတဘုံတန်နဲ့ထပ်တူကြနေတာမျိုးမဟုတ်ဘူးဒီဒီလေးလုံးကိုမိတ်ဆွေတို့ကြည့်မယ်ဆိုရင်သိမှာပါနော်အဲ့ဒါပြီးပြီဆိုရင်ခွန်ပြူခွန်ပြူမှာဆိုရင်ခွန်ပြူမှာဆိုရင်ဒီမှာဒါခွန်ပြူ ခွန်ပြူးခွန်ပြူးဟုတ်ကဲ့ဒါမနဒါမနဒီကောင်ကကျော်ဘာဆန်ချောင်းဘာဆန်ချောင်းတဲကခွန်ပြူးဆိုတာတချို့ကပြောကြတာဘာဆန်ချောင်းခွန်ပြူးထွက်လို့လားဘာဆန်ချောင်းဆိုတာကဒီလိုကြက်သွေးမျိုးလည်းထွက်ပါတယ်ဒီလိုကြက်သွေးမျိုးထွက်ပြီးတော့အဲကြက်သွေးကိုမှလျှော်ပါတာကြီးအဲလျှော်လေးရကြွားနေရမျိုးကိုစေးလိုက်ကြိုးလိုက်တဲ့အခါမှာအတွင်းထဲမှာခွန်ပြူးဖြစ်သွားတတ်ပါတယ်အဲကြောင့်ကြက်သွေးဆိုတဲ့သဘောတရားကလည်းအမြဲတမ်းကျွန်တော်တို့အမြဲတမ်းကြက်သွေးလိုမျိုးရဲတောက်နေတာမျိုးမဟုတ်ဘူး တချို့ဆိုရင်အနီရောင်ရောင်းရင်ရောင်းမယ်ညီရောင်လည်းဖြစ်ရင်ဖြစ်မယ်အနီရောင်မှဖြော့ဖြော့လေးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါကြောင့်မလို့တချို့သောကြက်သွေးတွေကိုစေးလိုက်တဲ့အခါမှာလေဒီကွန်ပျူတာပုံစံမျိုးဖြစ်သွားတာတွေရှိပါတယ်ဒါကတော့မိတ်ဆွေတို့ကအခုရောင်းနေပတ်သက်ပြီးတော့ကျွန်တော်ဒါတခါလေးနည်းနည်းရှင်းပြပေးလိုက်တာပါအဲဒါကျတော့နောက်တစ်ခါကျတော့ဒါကကျတော့တာမကန်ခွန်တာမကန်ခွန်ဆိုတာကျတော့တာမကန်မော်ကနေထွက်တဲ့တာမကန်ခွန်ဒီလိုအရောင်ပဲဒီလိုအဝါရောင်ပေါ့နော်ဒါမိတ်ဆွေတို့ဒီဖုန်းထဲမှာတကြည့်နေတာအဝါရောင်ပေါ့နော်ဒီလိုအဝါရောင်ပုံစံမျိုးထွက်တယ်ဟုတ်ပြီအဝါရောင်တာမကန်မှာဆိုရင်လေဒီလိုအဝါရောင်တစ်မျိုးနဲ့ထွက်တာမဟုတ်ဘူး ။ဝါရင်းရင်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်။အဝါကိုတိတက်ပို့ပြီးတော့လည်းနည်းနည်းပါပြောတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါကမိတ်ဆွေတို့အချိန်ကသဘောတရားရသိထားမယ့်အကြောင်းအရာကိုကျွန်တော်ရှင်းပြပြီးတာ။ဟုတ်ပြီနော်ရှက်။အဲဆိုရင်ဒီဟာဒီမော်စီစာဒီကြောက်ဒီလည်းမော်စီစာဒီကောင်းဒီလည်းမော်စီစာဒီသုံးလုံးကမော်စီစာပေါ့နော်။အဲကြတော့ဒီသုံးလုံးမော်စီစာကိုကြည့်ချင်းအပြင်မိတ်ဆွေတို့မြင်တဲ့အတိုင်းပဲအခွန်အရောင်ဒီတစ်ခုနဲ့တစ်ခုမတူနေဘူး။ဒါဘာကြောင့်လဲဆိုရင်ကျွန်တော်ပြောခဲ့သလိုပဲကျွန်တော်တို့ကြောက်စင်းက ဓမ္မဝတရားကြီးကနေပြီးဖြစ်တည်ပြီးတော့ဖြစ်တည်လာလာဖြစ်တဲ့အတွက်ကြောင့်မလို့ကြောက်တယ်ဟာတလုံးနဲ့တလုံးပုံတဲ့အလားလားနည်းနည်းပါစင်စင်နေလိမ့်မယ်အယောင်တွေလည်းစင်စင်နေလိမ့်မယ်ဒါပေမဲ့တပုံစံနဲ့ထပ်တူကြတာမျိုးကတော့အဲရှိတော့ရှိတယ်ရှားတယ်ပေါ့နော်အဲ့ကြောင့်တပုံစံနဲ့အမြဲတမ်းထပ်တူကြမယ်လို့လည်းပြောလို့မရဘူးဒါတွေကကျွန်တော်မိတ်ဆွေတို့အတွေ့အကြုံတွေနဲ့ပဲကြောက်လို့တာကြာမှာပဲဒါကြတဲ့ဘုရားနားလည်လာမှာပေါ့နော်ကိုယ်ရွှေမင်္ဂလာပါနော်မင်္ဂလာပါနော်ဟုတ်ပြီဒါကမော်စီတာကိုကျွန်တော်ပြောပြပေးတာမော်စီတာပြောပြပြီဆိုတာအခုကျွန်တော်ခန်းကြီးပြောပြမယ် ဒါကခန်းဒီဒီကြောက်လေးကလည်းခန်းဒီဒါကလည်းခန်းဒီပါအဲကြတော့ဒီခန်းဒီတွေကိုလည်းကြည့်လိုက်ပါဒါဥပမာအပြင်ဒီသုံးလုံးအရင်ပြပြအောင်နော်ဒီခန်းဒီသုံးလုံးမှာဆိုရင်လည်းအယောင်ဒီဒါနည်းနည်းပါအမှတ်တမဲ့ကျင်စင်စင်နေလိမ့်မယ်ဒါမဲ့အယောင်ဒီတပုံစံနဲ့အခွန်အယောင်ဒီတပုံစံနဲ့တူနေရမျိုးမဟုတ်ပါဘူးနော်ဒီချာလေးကြည့်ကြည့်ပါဒါအခွန်အယောင်မျိုးစိုးဒီချာလေးကြည့်လို့ရအောင်ပြပြရမယ်နော် ဒါကအခွန်အရောင်အကြောင်းကိုကျွန်တော်အရင်ရှင်းပြနေရမှာဒါကြောင့်မော်တမော်တွေကထွက်တယ်ဆိုရင်တော့အခွန်အရောင်ဒီတပုံစံနဲ့ထပ်တူကြခြင်းမှကြပါလိမ့်မယ်ဒါကတော့မိတ်ဆွေတို့အတွက်လုံးဝသေချာဖို့မှတ်ထားရမယ့်အခြေခံသဘောတရားပါအော်ဒီကောင်လေးကလည်းခန်းပြီးပဲနော် sorry ကျွန်တော်ဒီကောင်လေးကတစ်ခါကြာပြီမယ်ဒီလေးလုံးပြန်ရှင်းပြလိုက်မယ်နော်ဒီလေးလုံးဒါခန်းကြီးတွေပါနော်ဒါခန်းကြီးကနေထွက်တဲ့မော်လေးပါအပြောမယ်ခန်းကြီးဆိုတာတော့ခန်းကြီးမြို့ကတက်တက်ခန်းကြီးမြို့ကနေပြီးတော့မ နောက်ထပ်နှစ်နာရီခွဲလောက်ကားမောင်းမှနန်စီပွန်ဆိုတဲ့ကြေးရွာကိုရောက်တာပါအဲ့ဒီနန်စီပွန်ဆိုတဲ့ကြေးရွာမှာပဲဒီခန်းကြီးမော်တွေထွက်တာပါနော်ခန်းကြီးကြောက်ကြီးထွက်တာပါအဲ့ဒါကိုကျွန်တော်တို့ကအလွယ်အနေနဲ့ခန်းကြီးမော်ခန်းကြီးမော်ဆိုပြီးတော့ခန်းကြီးဆိုပြီးခေါ်ကြတာပါတကယ်တော့ခန်းကြီးကတက်တက်ပါကျွန်တော်လင်းစီသွားရင်ခန်းကြီးမြို့ကိုရောက်ပါမယ်ခန်းကြီးကကားနှစ်နာရီခွဲလောက်စီးမယ်ဆိုရင်ကျွန်တော်တို့နန်းစီပုံကြွားကိုရောက်မယ်အဲ့ဒီနန်းစီပုံကြွားမှာပဲဒီမော်ဒီရှိတာပါဒါမေးစလို့ဒါဘူးပြရနေတယ်ကျွန်တော်ထည့်ပြီးပြောပြတာပါနော် ဲ့ဒီလေးလုံးလည်းမတူပါဘူးเนาะတခြားကြည့်ကြပါနော်ဒါမော်တကူတွေကမော်ရခန်းကြီးရပဲထွက်တာပဲဒါပေမဲ့တို့ပြိမဲ့လေအခွန်အရောင်တွေဒီမတူပါဘူးเนาะကုတူတော်မင်္ဂလာပါနော်ဟုတ်ပြီဒါခန်းကြီးကိုပြပြပြီဆိုရင်ကျွန်တော်အမဲကျော်လေးတွေပြပြမယ်နော်မင်းဆိုတာအမဲကျော်ဒါပြအမဲကျော်ဆိုတာဖားကန်းကထွက်တဲ့အမဲကျော်တွေပေါ့နော်အမဲကျော်ဆိုတာမော်တော့မတူဘူးပေါ့နော်အဲ့ဒီမှာအမေကျော်ဆိုကျွန်တော်ဟိုတနေ့ကပြောထားတဲ့ဟာလေးရှိတယ်။မောင်ဝမ်းကြီးမောင်ဝမ်းလေးကင်းကြောင်းတောင်းကော့ဒီကောင်းဆန်းနတ်မော်ဒါအမေကျော်တွေ ထွက်တဲ့နေရာတွေအများစုပေါ့နော်ပြီးမိုက်ကျဲဒါအမဲကျောကြီးတခြားမော်တွေမှာလည်းအများကြီးထွက်ပါတယ်ဒါပေမဲ့ကြည့်လိုက်ပါဒီအမဲကျောမှာဆိုရင်တော့ဒါအမဲတစ်လုံးနဲ့တစ်လုံးမတူပါဘူးနော်မဲတဲ့ပုံစံကြီးမတူပါဘူးအမဲရောင်ရော့နေရာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်အမဲရောင်ပို့ပြီးတော့ရင့်နေရာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲဒါကြောင့်ကျွန်တော်တို့ကမိမိတ်ဆွေတို့အသက်မှတ်ထားရမှာဒီကြောက်စိမ့်မှာမော်တမော်လေးကထွက်တဲ့ကြောက်နေသည်အခုအယောင်ကောတပုံတန်နဲ့ထွက်တာလားဆိုရင်လည်းမဟုတ်ပါဘူးရှော်အယောင်ကော တစ်လုံးနဲ့တစ်လုံးတပုံစံနဲ့ထပ်တူကြပြီးတော့ထွက်တာလားဆိုရင်လည်းမဟုတ်ပါဘူးအဲ့ကျတော့ပြောရမယ်ဆိုရင်ဖားကန့်ပဲဖြစ်စေခန်းဒီပဲဖြစ်စေတာမကန်ဖြစ်စေဝေခါဖြစ်စေနောက်ဆုံးအောင်ပါလီမော်ပဲဖြစ်စေအဲ့ဒီကထွက်တဲ့မော်မော်တွေကနေထွက်တဲ့ကြောက်တွေဒီချော်တွေဒီလည်းတစ်လုံးနဲ့တစ်လုံးတပုံစံနဲ့ထပ်တူကြခြင်းမှလည်းကြလိမ့်မယ်အကြောင်းနည်းနည်းပါးပါးကွဲပြားနေရလဲရှိကောင်းရှိလိမ့်မယ်အဲ့ဒီအပြင်ကိုချော်ကိုစေးလိုက်ကြောလိုက်လို့အောက်ကဒီလိုအခုံတွေကိုရောက်သွားတဲ့အခါမှလည်း အခွန်နေသည်လေတလုံးနဲ့တလုံးအခွန်အကြောင်းဓပုံစံနဲ့ထတ်တူကြခြင်းမှကြလိမ့်မယ်တူခြင်းမှလည်းတူလိမ့်မယ်အများအားဖြင့်ကတော့ကွဲပြားနေတာကိုမိတ်ဆွေတို့သိရမှာဖြစ်ပါတယ်အဲကြောင့်အဲ့ဒီဟာကိုသိခြင်းနဲ့ဆိုရင်လည်းကြောက်ကိုတကယ်ကိုယ့်ဘာကိုလက်တွေ့ကြကြလှုပ်လာပြီးဆိုရင်ဒါတွေကအတွေ့အကြုံကနေသင်ပေးသွားတဲ့ပညာတွေဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့လောက်ပါများရင်တော့ဒါတွေသိလာမှာဖြစ်ပါတယ်အဲကြောင့်ကျွန်တော်အခုရှင်းပြပေးခဲ့တာဒီဒါအခွန်နဲ့ပတ်သက်ပြီးတော့အခွန်အကြောင်းကို မိတ်ဆွေတို့နားလည်အောင်ကျွန်တော်ရှင်းပြပေးတာဖြစ်ပါတယ်နားလည်သဘောပေါက်တယ်ဆိုရင်လည်းကျေးဇူးပြုပြီးတော့နားလည်တဲ့မိတ်ဆွေတယောက်လောက်ကကျွန်တော်ကိုအဲနားလည်ပါတယ်ပေါ့မဟုတ်ရင်တော့ okay ပေါ့ကျေးဇူးပြုပြီးကွန်မန့်လေးမှန်းတည်ချင်ပါတယ်အဲဆိုရင်ကျွန်တော်ကအခွန်အရောင်ရှင်းပြပြီးဆိုရင်တော့ကျွန်တော်ကဒီအခွန်ရဲ့အခွန်တူအခွန်ပါအခွန်ကျန်းတာတွေအခွန်ပွတာတွေအဲ့ဒါတွေကိုကျွန်တော်ရှင်းပြပြီးမှဖြစ်ပါတယ်အဲတော့အခွန်အရောင်နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့သိပြီးဆိုရင်ကျွန်တော်အဲ့ဒီအခွန်အကြောင်းကိုဆက်ပြီးတော့အခွန်ရဲ့ဖြစ်တည်မှုအခွန်ရဲ့တည်အခွန်ရဲ့ပုံစံတွေကိုကျွန်တော်ရှင်းပြပြီးမှဖြစ်ပါတယ် ကျွန်တော်အရင်ဆုံးကျွန်တော်ပြပေးမှာကျွန်တော်အခွန်ပါတဲ့အကြောင်းကိုကျွန်တော်အရင်ပြပေးမယ်နော်အဲဒီအခွန်ပါတယ်ဆိုတာကဘလူးကြောင်မျိုးတွေကိုပြောရလဲဆိုရင်ဥပမာဒီမှာကျွန်တော်ကြောက်လေးလက်ထဲမှာခြင်ထားတယ်အဲ့ဒီကြောက်ကိုကျွန်တော်မြည်လို့ပြပေးမယ်နော်ကိုတိုးတိုးအောင် okay တော့ဟုတ်ပြီအဲ့ဒါဆက်ပြီးနော်ဒီမှာကြည့်လိုက်ပါဒါရန်နေပါတယ်မကြည့်နိုင်နော်ရန်ကကျွန်တော်မနေ့ကလိုက်လွင်ပေးထားတယ်မနေ့ကမဟုတ် sorry ဟိုတနေ့ကလိုက်လွင်ပေးထားတယ်အဲ့တော့ရန်နဲ့ပတ်သက်ပြီးအခြေခံကိုလက်တွေ့လိုက်လွင်ပေးထားတယ်အဲ့တော့ကြည့်ချင်တယ်ဆိုရင် live ချိန်မှာတွားကြည့်လို့ရပါတယ်ဒီနေ့ကကျတော့ရန်ကိုအဓိကမကြည့်သေးနဲ့တော့ကျွန်တော်ဒီနေ့အဓိက main ပြောမှာဒီအခွန်အရောင်တွေပဲဖြစ်ပါတယ်အခွန်အရောင်တွေပြီးအခွန်အကြောင်းအခွန်ရဲ့ဖြစ်တည်မှုဖြစ်ပါတယ်အဲကြောင့်အခွန်ကိုဦးစားပေးပြီးကြည့်ပါအဲကြောင့်ဟုတ်ပြီဒီမှာအခွန်အခွန်ကိုကျွန်တော်မီးထောက်မယ်မိတ်ဆွေတို့မြင်ရတဲ့အတိုင်းပဲမီးပေါက်တယ်နော်ဒါအခွန်ကိုထုတ်လိုက်တဲ့အခါမှာမီးပေါက်တယ်အခုလိုမျိုးဘာကြောင့်မီးပေါက်လဲဆိုရင်ဒီအခွန်ကပါးနေလို့ဒါမီးပေါက်တာပါဒါမိတ်ဆွေတို့သဘောတရားကိုကျွန်တော်က ဒါမြည်သူမဆိုးနားထောင်တဲ့အခါမှာနားလေလွယ်အောင်လို့ကျွန်တော်ကဒါဟိုဘယ်လိုပြောမလဲအသေးစိတ်ပေါ့နော်ချင်းပြပေးတာဖြစ်ပါတယ်ဒီမှာတခြားလေးကြည့်ပါနော်ဒါအခွန်ပါလို့မီးထိုးပေါက်တာပါဟုတ်ပြီအဲ့ဒါရှင်ကျွန်တော်ကအခွန်နည်းနည်းထူတဲ့ကြောက်တလုံးနဲ့ကျွန်တော် မိတ်ဆွေတို့ကိုချင်းပြပေးပါမယ်ဒီကြောက်လဲအခွန်ပါတဲ့အတွက်မီးပေါက်တယ်ပေါ့နော်မီးပေါက်တာဘယ်လောက်တောင်ပေါက်လို့လဲကျွန်တော်ဘေးကနေထိုးပြပေးမယ်ဒီမှာနော်ဒါအခွန်မီးပေါက်တယ်အဲ့ကြော့